ဂယုနာနဲ့လက်တွေ့ကူညီစာနာမှု conventional empathy စာနာမှုဆွဲရအစဉ်မြင့်မာလာတာနဲ့အမျှအခြားသူတွေရဲ့အခက်အခဲတွေကိုနားလဲရုံချက်တူမျှဝေခံစားရုံနဲ့မလုံလောက်တော့ပါဘူးထိရောက်တဲ့အကူအညီတွေပေးဖို့စာနာရှိလာပါတယ်အခြားသူတွေရဲ့ခံစားချက်တွေပြဿနာတွေကိုနားလဲတဲ့အခါလက်ရှိအခြေအနေတွေထက်ပိုကောင်းလာစေဖို့တခုခုလုပ်ပေးချင်တာမျိုးပါဒါကို compassionate empathy လို့ခေါ်ပါတယ်ကြီးမားတဲ့ဂယုနာစိတ်ကနေ စီစဉ်လာတဲ့စာနာမှုဖြစ်ပါတယ်။ခိုက်ခိုက်တွန်းအောင်ချမ်းနေတဲ့သူတယောက်တွေ့ရင်ကိုယ်တိုင်အေးမိခဲ့ဘူးတဲ့ကာလတခုကိုပြန်အမှတ်ရပြီးကိုချင်းစာမိတယ်။ဒီတော့သူ့ကိုဆောင်းတထဲကန်းလိုက်တယ်။ဗိုက်ဆာနေသူကိုပေါင်မှုတလုံးဝင်ငှားလိုက်တယ်။နာမကျန်းဖြစ်နေသူကိုဆေးဝါးလှူဒန်းလိုက်တယ်။ဒါကကွန်ဗင်းရှင်းနဲ့အံပတ်တည်ပါ။နားလေချင်းမျက်ဝေခန်းစားခြင်းသာမကလက်တွေ့ကူညီခြင်းလည်းပါဝင်ပါတယ်။ဒီနေရာမှာအံပတ်တည်သုံးခုကိုမြင်တာအောင်ထပ်မံရှင်းပြခြင်းပါတယ်။ ကိုသူငယ်ချင်းတယောက်ကဆာမွေးဝဲကြလို့စိတ်မကောင်းဖြစ်နေရဆိုပါစို့သူဘာလို့စိတ်မကောင်းဖြစ်နေရလဲဆိုတာနားလေတယ်ဒါကခွန်ကနက်တစ်အမ်ပါတီပါသူစိတ်မကောင်းဖြစ်လို့ကိုကပါစိတ်မကောင်းဖြစ်မိတယ်ဒါက emotional empathy ဖြစ်ပါတယ်ပြီးရင်သူ့ကိုဆာမွေးဝဲနောက်တစ်ချိန်ဖြေဆူနိုင်မှုအတွက် အကူအညီပေးဖို့ဆုံးဖြတ်လိုက်တယ်ဒါက compassionate empathy ဖြစ်သွားပါတယ်ဥပမာကိုသူငယ်ချင်းကအမေရိကန်ကိုပြောင်းလာပြီးတဲ့နောက် ထီးကျန်ပြီးအိမ်လွမ်းလာကြနေတယ်ဆိုပါစို့။သူဘာလို့ဒီလိုခံစားရလဲဆိုတာနားလဲတယ်။ဖွန်ခနဲ့တက်အမတီကိုကိုတိုင်ကလည်းအင်ကိုလွမ်းနေတော့ထတ်တူခံစားမိပါတယ်။ emotion နဲ့ empathy သူ့ကိုကိုညီရှင်စိတ်လည်းရှိပါတယ်။ဒီတော့အိမ်လွမ်းနာတွေတက်တာစီကိုကိုယ့်ရဲ့အမိမြေကအစားအစာတွေချက်စားဖြစ်တဲ့အခါသူ့ကိုပါဖိတ်ကြွေးဖြစ်တာမျိုးပါ။ compassion နဲ့ empathy ဘီယူနာဆေကအခြားသူတယောက်ရဲ့စိတ်ခံစားမှုတွေကိုနားလေခံစားရုံမက တို့ကိုကူညီချင်လာတယ်။တို့နေရာကိုတက်ဝင်လာတယ်။တို့ခံစားချက်တွေကိုသင်ခံစားရတယ်။ပြီးတော့တို့ကိုကူညီဖို့တခုခုဆောင်ရွက်ပေးတယ်။နားလည်မှုအပေါင်းခံစားမှုအပေါင်းလှုပ်ဆောင်မှုရဲ့ပေါင်းစပ်ခြင်းဟာကွန်ဗင်းရှင်းနဲ့အမ်ပါသီပါပဲ။အဲ့လိုစာနာမှုကိုချင်းစာတရားတွေအားကောင်းစေဖို့ဤလန်းတွေတွေကတခုကတော့ listening ဆိုတဲ့နားထောင်ခြင်းပါပဲ။မျက်စိနဲ့နားထောင်ပါ။နားနဲ့နားထောင်ပါ။နှလုံးသားနဲ့နားထောင်ပါ။ မျက်စိနဲ့နားထောင်နေဆိုတာကခြားသူရဲ့မျက်နှာရည်မျက်နှာကိုဖမ်းမိတာအကဲခတ်တာမျိုးပါအရေးအခြေကိုကြည့်ပြီးတစ်ဖက်သားရဲ့စိတ်ကိုနားလဲတာမျိုးဖြစ်ပါတယ်အဆင်ပြေပါတယ်လို့ပြောနေပေမဲ့အာတင်ထားရတဲ့ပုံစံမျိုးလားသူ့ရဲ့ဟန်ပန်ကိုမျက်စိနဲ့အကဲခတ်ပြီးစာနာနားလဲနိုင်ပါတယ်နားနဲ့နားထောင်နေဆိုတာကသူ့အတန်ကဘလို့နေလဲဘလို့လေတံမျိုးနဲ့ပြောနေလဲဝမ်းနဲ့အားငယ်နေတဲ့အတန်မျိုးလားစောက်တီးရမရဖြစ်နေလား တခုခုကိုဖွင့်ဟပြောခြင်းပေမဲ့ဝင်လင်းနေတဲ့အတန်မျိုးလားသူ့ရဲ့လေးတောင်းနားထောင်ပြီးစာနာနားလည်နိုင်ပါတယ်သူဘလို့ခံစားရလဲဘာကြောင့်ဒီလိုခံစားရလဲဆိုတာသူ့နေရာနေဝင်ကြည့်ပါ သူ့စိတ်နေရာကနေကိုချင်းစားပြီးနားထောင်ကြည့်တာမျိုးကနှလုံးသားနဲ့နားထောင်လာလို့စိုးနိုင်ပါတယ်အပြေဝအာယုံစိုက်ပါတယောက်ယောက်ကစကားပြောနေသူတို့အပြေဝအာယုံစိုက်နားထောင်ပါကိုပြောရမယ့်အလှည့်ရောက်ဖို့စောင့်မနေပဲ။ သူတို့ရဲ့အမြင်ကိုနားလည်ဖို့နားထောင်ပါပြောနေသူရဲ့စကားလုံးတွေလေးသံနဲ့ကိုဟန်မူရာမှတ်သားပါကိုရဲ့ကြာပြတ်အတွေ့တွေမဝင်ပါစေနဲ့သေချာနားဆိုင်ထောင်ခြင်းဟာအခြားသူပြောတာကိုအပြေအဝရရှိပြီးသူတို့အမြင်ကို နားလည်စေပါတယ်အဲ့လိုနားထောင်တဲ့နေရာမှာစိတ်မှန်တဲ့စိတ်ဝင်စားမှုပြသပါသူတို့ဘဝတွေအတွေ့တွေခံစားချက်တွေကိုသိလို့စိတ်ကိုပြသပါလူတွေရဲ့အတွေ့အကြုံနဲ့ခံစားချက်တွေကို ိုကောင်းကောင်းနားလည်ဖို့မိကွန်းတွေမေးပါ။ဖွင့်လင်းတဲ့မိကွန်းတွေမေးတာကပြောနေသူပို့ပြီးအားတက်တဲ့ရောနဲ့စကလုံးတွေဖွင့်ဟလာစေပါတယ်။သူ့ရဲ့အတွေးခေါ်နဲ့ခံစားချက်တွေကိုပိုနဲ့ဆိုင်စွာနားလည်နိုင်စေပါတယ်။မိကွန်းတွေကိုစစ်မှန်တဲ့သိလို့စိမ့်နဲ့ဝေဖန်မှုမပါပဲမေးဖို့တော့အရေးကြီးပါတယ်။မဝေဖန်ပါနဲ့။လူတွေကိုအမြင်နဲ့လည်းမဝေဖန်ပါနဲ့။အကြားနဲ့လည်းမဝေဖန်ပါနဲ့။အဲ့ဒီအစားသူတို့ရဲ့အခြေအနေတွေနဲ့ခံစားချက်တွေကိုနားလည်ဖို့ကြိုးစားပါ။ trying to understand distant perspective မတူညီတဲ့အမြင်ကိုနားလည်ခြင်းဆိုတာကလူတဦးချင်းစီရဲ့အမြင်ဟာသူတို့ရဲ့အတွေ့အကြုံတွေယုံကြည်မှုတွေတံပိုးတွေကိုအတိအမှတ်ပြုခြင်းပါလူတိုင်းမှာသူ့ပြဿနာနဲ့သူ့အခက်ခဲနဲ့သူရှိပါတယ်ကိုယ့်အမြင်ကနေလှမ်းထွက်ပြီးတခြားသူတယောက်ရဲ့ဖဏက်ကိုစီးကသူတို့မျက်လုံးတွေကနေအခြေအနေတွေကိုရှုမြင်နိုင်အောင်လေ့ကျင့်ထားသင့်ပါတယ်အသိပညာရဲ့အမြင့်မားဆုံးပုံတရားဟာစာနာစိတ်ရှိခြင်းပါပဲတဲ့ဘီယူနာနဲ့စာနာတက်လာတဲ့အခါ ခင်ယူခြင်းထက်ပေးကမ်းခြင်းဟာပိုပြီးပျော်ရွှင်ရတယ်ဆိုတာသိမြင်လာစေပါလိမ့်မယ်။တကူကောင်းစိတ်ဟာကိုခြင်းစာနာစိတ်ကိုလွန်မှုဖို့အောင်မသွားစေပါနဲ့။ယထာဘူရာယုံမှာဦးမဲ့အိမ်မဲ့တူတွေ့တဲ့အခါလမ်းကျူလမ်းကြားမှာလေလွင့်ကလေးငယ်တွေကိုတွေ့တဲ့အခါသူတို့ဝိစာတွေဘလို့ညက်ပတ်နှံစော်ကြောင်တွေးနေမဲ့အစားကို့အတွက်လည်းအပူဖြစ်မဲ့အဝတ်ထည်တချို့ကိုလှူဒန်းပေးလိုက်ပါ။လူတွေကိုကျဉ်ကျဉ်နာနာဆက်ဆံပါ။သင်တွေ့သမျှလူတိုင်းဟာနောက်ွယ်မှာ သင်မသိသေးတဲ့အခက်ခဲကိုစီကိုရင်ဆိုင်နေရသူတွေကြီးပါဆိုတဲ့စကားလေးတစ်ခုရှိပါတယ်။လူတိုင်းမှာအပေါ်ယံကနေမမြင်နိုင်တဲ့ပြဿနာတွေအခက်ခဲတွေကိုစီရှိနေကြတာပါပဲ။ဝေဖန်ဖို့စိတ်မစောပါနဲ့။ကျင်နာမှုသာရှေ့တန်းတင်ပါ။ကွဲပြားခြင်းချက်၊တူညီမှုမျိုးအာရုံစိုက်ပေးပါ။ဉာဏ်အရတွေအလုံးဟာအသားရောင်အသွင်ပြင်းဘာသာစကားယဉ်ကျေးမှု ထုံတန်းစလာတွေဘလို့ပဲကွဲပြားခြားနာကြပါစေ။တမိုးအောက်ထဲကလူသားရဲ့ဖြစ်တည်မှုကတော့ တူတူပါပဲ။ဒါကြောင့်လူသားချင်းစာနာစိတ်ဆိုတာအကျဉ်းတရားခေါင်းပါးကဖြားနာနေတဲ့ကဘာကြီးအတွက်လူအဆုံစည်းဝါးပဲဖြစ်ပါ